ီကနေ့အော်တိုဘာလလေးရက်နေ့စိန်ဖရန်စစ်အစီစီရဲ့ပွဲနေ့ဖြစ်ပါတယ်26ကြိမ်မြောက်တာမန်တင်ပတ်ရဲ့စနေနေ့လည်းဖြစ်ပါတယ်ရှင်လူကာအေယုန်ကလေးကျမ်းအခန်းကြီး30အခန်းငယ်7မှ24ထိုအချိန်၌တပည့်တော်အပါ80တို့သည်ဝမ်းမြောက်ဝမ်းသာပြန်လာကြ၍ သခင်ဖျားကိုရောဤနာမတော်ကြောင့်နတ်ဆိုးတို့ပင်လျင်တပည့်တော်တို့ကိုနာခံကြပါသည်ဟုပြောကြ၏ထိုအခါကိုရောကစာရန်သည်လျှက်ပြက်တဲ့ကဲ့သို့ကောင်းငင်မှကြလာသည်ကိုငာမြင်ခဲ့ပြီးကြည်လော့မွေဆိုးများအင်းမိကောင်များနှင့်ရန်သူတို့၏အစွမ်းရှိသည်များတို့ကိုနင်းချေနိုင်သည့်အခွင့်အာဏာကိုသင်တို့အားငါပေးအပ်ထားသောကြောင့်မိသည့်အရာကများသင်တို့ကို ထိခိုက်စေနိုင်လိမ့်မည်မဟုတ်သို့သောနတ်ဆိုးတို့သည်သင်တို့ကိုနာခံသည်ဖြင့်ဝမ်းမြောက်ဝမ်းသာမဖြစ်ကြလေနှင့် ။သင်တို့၏အမည်နာမများကိုကောင်းကင်၌ရေးမှတ်ထားလျက်ရှိကြသောကြောင့်သာဝမ်းမြောက်ကြလော့ဟုမိန်တော်မူ၏။ထိုအချိန်၌၌ပင် ကိုရောသည်ဝိညာဉ်တော်မြတ်၌ဝမ်းမြောက်တော်မူသဖြင့်မွေဆိုးသည်ကားမိုးရီမြေကိုအစိုးရသောအဖာ ကိုရောသည်ပညာတရီနှင့်ပြည့်စုံသောသူတို့အားဤအရာများကိုထင်ွက်ထားတော်မူလျက်ငယ်ရွယ်သူတို့အားဖော်ပြတော်မူသည်ဖြစ်၍ကိုရောကိုကျေးဇူးတင်ချီးမွမ်းပါ၏။မှန်ပါ၏ဖ။ဤဒီကကိုရောဤကောင်းမြတ်သော အလိုတော်ဖြစ်ပါ၏။ငါ၏ခမည်းတော်သည် ခတ်သိမ်းသောအရာတို့ကိုငါအားအနှင်းတော်မူပြီးခမည်းတော်မှာတပါးမြည်သူများသားတော်ကိုမသိသားတော်နှင့်သားတော်ကဖော်ပြရန်ရွေးချယ်ထားသူတို့မှာတပါးမြည်သူများခမည်းတော်ကိုမသိကြဟုမိန်တော်မူ၏။ထို့နောက်ကိုတော်သည်တပည့်တော်တို့ဘက်သို့လှည့်၍တင်တို့မြင်တွေ့ရသောအရာများကိုမြင်ရသောမျက်စိတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားတင်တို့ကငါဆိုသည်မှာ များစွာသောပရောဖက်တို့နှင့်ဘုရင်တို့သည်သင်တို့မြင်ရသောအရာများကိုမြင်လိုခဲ့ကြတော်လည်းမမြင်ခဲ့ရကြ။သင်တို့ကြားရသောအရာများကိုကြားလိုခဲ့ကြတော်လည်းမကြားခဲ့ရကြဟုသူတို့အားတိချာမိန်တော်မူ၏။ယေရှုခရစ်တော်သခင်၏မုံမြတ်သောဧဝံဂေလိတရားတော်ပေသည်။ဒီနေ့ကျွန်တော်တို့ကျင်းပတဲ့ Saint Francis Assisi ဟာပန်းစင်းကမြင်နိုင်ရလောကကြီးကတဆင့် မမင်နိုင်တဲ့ဖះကိုဘယ်လိုရှာဖွေတွေ့ရှိမလဲဆိုတာကိုတင်ကြပြတာပေးခဲ့တဲ့သူတော်မြတ်တစ်ပါးဖြစ်ပါတယ်။ဖန်ဆင်းခြင်းဆိုဒီမှာကျွန်တော်တို့နဲ့ဝေးလာတဲ့အတိတ်မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တသက်တစ်ခုအဖြစ်ရှုမြင်မနာလဲသင်ပါဘူး။ဖန်ဆင်းခြင်းဟာဒီနေ့ဒီချိန်ကျွန်တော်တို့မျက်စိရှေ့မှာမှလည်းပဲဆက်လက်ပြီးတော့ဖြစ်ပွားနေပါတယ်။ဒါဟာဉာဏ်ပညာတော်အရဆက်လက်တည်တံ့ခိုင်မြဲစေဖို့အတွက် သူ့ရဲ့ အစီအမံပဲဖြစ်ပါတော့တယ်။စတင်ဖန်ဆင်းစဉ်ကလေးကလူဘဝရဲ့အစိတ်ပိုင်းတစ်ခုမှတ်ယူပါတာဝန်ယူပြီးဆောက်ရှောက်ထိန်းသိမ်းရမယ်။ဒီမှတစ်ဆင့်ဖန်ဆင်းရှင်နဲ့အမြဲတမ်းအဆက်အသွယ်တည်ထောင်ဖို့အတွက်သူတို့အားဖြင့်ဖန်ဆင်းရှင်ကိုမြင်ဖို့အတွက်ရည်ရွယ်ပြီးတော့ဖန်ဆင်းထားခဲ့ခြင်းဖြစ်ပါတယ်။ဒီတတလောကကြီးဟာကျွန်တော်တို့ဘဝဖြစ်တည်မှုရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ယုံကြည်လက်ခံတာဟာ ယုံကြည်ခြင်းအချုပ်ရဲ့အချက်တစ်ချက်လည်းပဲဖြစ်ပါတယ်။အရာရာတိုင်း၌ဖျားသခင်ကို တွေ့ရှိဖို့အရာရာတိုင်းထက်ဖျားသခင်ကိုချစ်ခင်မြတ်လို့ဖို့ဒီနေ့သူတော်စင်ကနေပြီးတော့သင်ကြားပေးနေပါတယ်။လူသားတွေနဲ့ဖန်ဆင်းကံလောကကြီးသဟာသာတရှိရှိ အသက်ရှင်နေထိုင်မှုဟာဖျားသခင်ရဲ့အလိုတော်ပဲဖြစ်ပါတယ်။ဖျားသခင်လူသားများနဲ့ ဖန်ဆင်းကံတတလောကကြီးတစ်ခုလုံးဟာအစင်မြဲဆက်သွယ်မှုတစ်ခုပေါ်မှာတည်ရှိနေကြတဲ့အရာတွေပဲဖြစ်ပါတယ်။ဖျားသခင်နဲ့ကျွန်တော်တို့အကြားဆက်သွယ်ပြတ်မသွားဖို့ဒီတတလောကကြီးကနေမျိုးစုံနဲ့ကုညီပေးလဲရှိတယ်ထောက်ပံ့ပေးလဲရှိတယ်ညွန်ပြပေးလဲရှိတယ်ဒါကိုကျွန်တော်တို့ရှာဖွေ လေ့လာတတ်ဖို့ဒီနေ့သူတော်စင်က သင်ကြားပေးလဲရှိပါတော့တယ် လူသားများ ရှာဖွေနေတဲ့လှပခြင်းအဆုံးမဲ့ဉာဏ်ပညာတော်ထာဝရချစ်ချင်းတို့ဟာဒီတတ္တလောကကြီးမှာလည်းပဲရောက်မြန်ဟပ်ဖော်ပြပေးလျက်ရှိနေတာကိုမြင်တွေ့ဖို့အရေးကြီးပါတယ်။တကယ်တော့ဒီအရာများဟာကျွန်တော်တို့ကိုဖျားသခင်ထံရောက်ဖို့ကူညီပေးနေတဲ့အရာများဖြစ်သလိုကျွန်တော်တို့ကိုယ်တိုင်ကလည်းပဲဒီအရာများနဲ့တပေါင်းတစည်းတည်းဖျားသခင်ဘုန်းတော်ကောင်တော်ကိုချီးမွမ်းဖို့အတွက်ဥတည်နေတယ်ဆိုတာကို အမြဲတမ်း မှတ်သားယုံကြည်နေကြမှာလည်းဖြစ်ပါတော့တယ် Saint Francis of Assisi pray for us